ဲ့တော့ဒီလိုငွေကြေးကျွန်တော်တို့ကြက်တဲနေတဲ့အချိန်တွေမှာကျွန်တော်ပို့ပြီးတော့ငွေကြေးဝင်ရင်ငွေရရင်အတွက်အဲဘယ်လိုရတရားတွေလုပ်ရမလဲရတရားဆိုတာလည်းဖျားရှိဖို့လိုမျိုးကြီးကိုကျွန်တော်ကတ်လူရတဲ့ရတရားပါပဲအဲ့တော့ငွေကြေးအစ်စ်မျိုးကိုကျွန်တော်တို့ငွေဝင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ ရှင်ကောင်ကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဘာမင်းသင်္ခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်အဲ့တော့အခုငွေအစဉ်ပြေဖို့ငွေကြေးအစဉ်ပြေဖို့ဘာရည်တရားတွေလုပ်ရမလဲဆိုတာပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီလိုခင်မြို့မှာတော့ကျွန်တော်တို့ငွေတွေဝင်ဖို့အရေးကြီးတယ်အဲ့တော့ဒီလိုငွေကြေးကျွန်တော်တို့ကြက်တဲနေတဲ့အချိန်တွေမှာကျွန်တော်ပို့ပြီးတော့ငွေကြေးဝင်ရင်ငွေရရင်အတွက်အဲဘယ်လိုရည်တရားတွေလုပ်ရမလဲရည်တရားဆိုတာလည်းဖျားရှင်ကိုယ်တော်မြတ်ကြီးကိုကျွန်တော်တို့ကတ်လူရတဲ့ရည်တရားပါပဲ အဲ့တော့ငွေကြေးစင်မျိုးကိုကျွန်တော်တို့ငွေဝင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဘာလို့ရလဲဆိုတော့တနင်္လာနေ့မနက်9:45ပေါ့နော်9:45မှာကျွန်တော်တို့တစ်ချိန်မိတယ်နောက်တစ်ချိန်ကကျွန်တော်တို့စနေနေ့မနက်9:00ခွဲရနေပြီးတော့ကျွန်တော်9:00အတွင်းမှာတစ်ချိန်မိတယ်အဲ့တန်ချိန်မှာကျွန်တော်အဲ့နှစ်ချိန်လုံးမလှလူအဲ့နှစ်ချိန်နေကကျွန်တော်တို့တစ်ချိန်ပဲအဲဆွန်းတော့ကက်ကက်ပေါ့နော်ရတယ်အဲ့တော့ဘာလို့ဆွန်းတော့ကက်ရလဲဆိုတော့ကျွန်တော်ခေါက်ဆွဲကြောဓာတ်မဝင်ကြာစံကြောပေါ့နော်အဲ့တန်မျိုးတွေကကျွန်တော်တို့တစ်မျိုးမျိုးအစင်ပြတာကျွန်တော်ဆွန်းတော့ကက်မှာဖြစ်တယ်အဲ့တော့ကိုဖါကိုပဲကြောကြောကျွန်တော်အပြင်ကပဲဝဲဝဲ အဲဘာသာနဲ့ပဲကြော်ကြော်ကျွန်တော်တို့ကျုံနဲ့ပဲကြော်ကြော်ပေါ့နော်ဒါနဲ့သူကအကြော်ပဲရတယ်ခေါက်ဆွဲကြော်ကြာဆန်ကြော်တမျိုးမျိုးကိုကျွန်တော်ကိုနဲ့ကပြောခဲ့တဲ့အချိန်မှာကျွေပြများတဲ့ကိုကျွန်တော်ထည့်ပြီးဖျားဆွန်တော့ကတ်လို့မှာအဲ့တော့ကျွန်တော်အခုကအချိန်နေပါတဲ့အတွက်ဘေးနေကိန်းကနေပါတဲ့အတွက်အကြာတန်ကျော်ကျွန်တော်ထည့်ထားတဲ့ဟာလေးဟိုကျွန်တော်တို့အောက်ကနေပြီးတော့ဘာခံရလဲဆိုတော့ကျွန်တော်ဓာန်ဟိုးအသေးလေးတူခံရတယ်အဲ့တော့ကျွန်တော်ဖျားနေမို့တင်နေမှာဖြစ်တဲ့အတွက်ဓာန်ဟိုးအသေးလေးတူကျွန်တော်တို့ဝယ်မယ်အဲ့တော့ဓာန်ဟိုးအသေးလေးတူ ကိုယ့်အိမ်မှာရှိတယ်ဆိုလည်းကျွန်တော်တခြားတိုက်ချုပ်စေချောထားမယ်အဲ့တော့ကျွန်တော်ဒံဝိုးပဲရတယ်ကျွန်တော်စတီကိုတို့ဂျီကိုတို့ပေါင်းလို့တော့မရဘူးပေါ့အဲ့တော့ခုနကကျွန်တော်ကြွေကြွေများဆုံးတော့ထည့်ထားတဲ့ကြွေကြွေများအောက်မှာဒံဝိုးပေါ်မှာကျွန်တော်တင်ထူလိုက်မှာအဲ့အောက်မှာကျွန်တော်ဒံဝိုးခံလိုက်တာအဖုံးဖုံးနာတဲ့ဒံဝိုးပေါ်ကိုကျွန်တော်တို့ကြွေကြွေများဆုံးတော့ထည့်ထားတဲ့ကြွေကြွေများလေးနဲ့ကျွန်တော်ကတ်လူမှာဖြစ်တယ်အဲ့တော့ကျွန်တော်ခုနကပြောခဲ့တဲ့နေ့ခုနကပြောခဲ့တဲ့အချိန်မှာကြာတန်ကျော်ခေါက်ဆွဲကျော်တမျိုးမျိုးကိုဖျားရှင်ကိုယ်တော်မြတ်ကြီးကိုကျွန်တော်ဆွံ့တော်ကပ်ပြီးလှူမယ်အဲ့တော့လှူတဲ့အခါမှာကျွန်တော်ဆူတောင်းမယ်အဲ့ အဲ့တော့ suit down လေဆိုကျွန်တော်၈ကြိမ် suit down မယ်ပေါ့နော်၈မျိုး suit down မယ်ပေါ့အဲ့တော့အဲ့လိုကန့်တုပြီးတဲ့အခါမှာကျွန်တော်ဘာ suit down လဲဆိုတော့ငွေကြေးတွေအစဉ်ပြေဖို့ကျွန်တော်ပေးကြရှိနေပေးနိုင်ဖို့ရရရှိနေရဖို့ငွေကန်ကောင်းဖို့ငွေကြေးလက်ရှင်ဖို့ငွေကြေးလက်ပွင့်ဖို့ပေါ့နော်ငွေတွေဝင်ဖို့ပေါ့ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်ဖျားရှိကိုရောမြတ်ကြီးကိုကိုနေ့ကပြောခဲ့တဲ့အတန်ချိန်မှာကျွန်တော်ကန့်လူမယ်အဲ့တော့ကိုကအဲ့နှစ်ချိန်မရဘူးကျွန်တော်တချို့ဆိုရင်ကျွန်တော်အာစနေနေ့ပဲကန့်လူလို့ရတယ်ဆိုရင်စနေနေ့ပဲကန့်လူလို့ရတယ်ပေါ့အဲ့တော့ကျွန်တော်အဲ့ဒါလေးကိုငွေကြေးလက်ရှင်ဖို့ငွေတွေဝင်ဖို့အတွက် အဲရတရားလေးကိုကျွန်တော်ပြောပြခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့အခုရတရားကိုလိုချင်အဖြစ်လဲကျွန်တော်ငွေကြေးလက်ရွှေမဲ့ငွေတွေဝင်လာမယ်ပေါ့အဲ့တော့ကိုယ့်ရဲ့စူးစမ်းမှုကြောင့်လည်းရမယ်အခုလိုကတ်လူတဲ့အကျိုးအားကြောင့်လည်းကျွန်တော်ကန်ကြောင့်လည်းကျွန်တော်ငွေကြေးလက်ရွှေမဲ့ငွေကြေးတွေဝင်ပါမယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့ရတရားလေးကိုရှင်စကားမိတ်ဆွေများကိုကျွန်တော်ပြောပြခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့ရှင်စကားကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးအနေနဲ့မိတ်ရှင်ပြီးကျမ်းမှာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ